ငလျင်တန်ခံနေရတဲ့နေရာဒေသတွေကိုပြန်လည်ထူထောင်ရေးလုပ်တဲ့အချိန်မှာတပ်ဆိုင်ခန်းကမဖြစ်မနေအဓိကကြတဲ့အခြေခံလိုအပ်ချက်တစ်ခုပါပဲ။ဒါကြောင့်မို့လို့တပ်ဆိုင်ခန်းကလူတိုင်းအတွက်ဘလောက်အရေးပါပုံတပ်ဆိုင်ခန်းမရှိရင်ဘာတွေဖြစ်နိုင်လဲဆိုတာမျိုးတွေကိုချော့ဘက်ကမျှဝေပေးသွားပါမယ်။ရင်းညဉ့်မှုကြောင့်ယောဂါကူးစက်လာနိုင်ခြင်းငလျင်ကပ်ဘေးကြုံတွေ့ခံစားနေရတဲ့အချိန်မျိုးမှာတောက်တုံးရရှာပါလာမယ်။အညီအကျဉ်းစွန့်ပြစ်ရတဲ့အခါမျိုးမှာအခက်အခဲကြုံတွေ့လာရပြီးအိမ်သာမရှိခြင်းကြောင့်မတန့်ရှင်းသောနေရာဒေ သများမှာအငြိအကျေးစွန့်ပစ်မှုကိုအလွယ်တကူပြုလုပ်လာတတ်ကြပါတယ်။အခုလိုမျိုးပြုလုပ်လာခြင်းမှသဖြင့်မြစ်ချောင်းရေကန်ကနေမတန့်ရှင်းသောပိုးများဝင်နိုင်ပြီးရေထွေးညဉ့်ဉန်းမှုတွေဖြစ်ပွားနိုင်ပါတယ်။ကုဆတ်ယောဂများဖြစ်ပွားလာနိုင်ခြင်း တောက်တောင်းရေမတန့်ခြင်းကြောင့်ဥသည်တို့ဘက်တီးရီးယားပိုးမွှားတွေဝင်ရောက်နိုင်ပြီးဝင်းပြဝင်းလျှောယောဂါဖူပြားနိုင်ခြင်းမတန့်ရှင်းသောအစာအစာနဲ့ရေမသဆင်ခလေးငယ်များအနေနဲ့ဖြားနာအော့အန်ခြင်းတိုက်ဖိုက်ယောဂါဖြစ်နိုင်ခြင်းအသက်ကြီးသူများအနေနဲ့အသေးအောင်အတဝါများဖြစ်လာနိုင်ပါတယ်။ဒါ့အပြင်ပတ်ဝန်းကျင်ညဉ့်ဉန်းမှုကြောင့် skin infection အရေပြားယာနာယောဂါနဲ့ eye infection မျက်စိယာနာခြင်းများဖြစ်နိုင်ပါတယ်။ လုံခြုံမှုမရှိခြင်းဒီအချက်ကတော့အထူးသဖြင့်မိန်းကလေးငယ်များအမျိုးသမီးမိခင်များမလုံမကြုံဖြစ်ခြင်းကြောင့်စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေခုံတိတ်ခါကြဆင်းမှုတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်မို့လို့အခုလိုမျိုးငလျင်တန်တဲ့ဒေသတွေမှာတန်ရှင်းစွာနေထိုင်ဖို့ကျန်းမာရေးအတွက်အဓိကကျတဲ့တမ်ပိုနရီတိုင်းလက်ယာယီအင်တာများကအရေးပါလာကြပါတယ်။အခက်အခဲကြုံနေရတဲ့ပြည်သူတွေကျန်းမာရေးကာကွယ်နိုင်ဖို့လုံခြုံနိုင်ဖို့အတွက်တစ်ဖက်တစ်လမ်းကနေတာဝန်ယူပေးနေကြတဲ့သူတွေကိုလည်းလေးစားရင် အခုလိုမျိုးယာယီအင်တာများကိုပါတေချာပေါက်လှူဒန်းပေးကြဖို့တိုက်တွန်းခြင်းပါတယ်အားလုံးပဲစိတ်ရောကိုယ်ပါကျန်းမာတဲ့နေလေးတလေးဖြစ်ပါစေလို့ချောဘက်ကဆုတောင်းပေးလိုက်ပါတယ်